ဒီနေ့တော့ဘုရားသခင်ကယောက်ျားလားမိန်းမလားဆိုရက်မိခွန်းလေးကိုဖြေသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့နှုတ်ကပတ်တော်အောက်မှာသူကသင်ပြောတဲ့ကိုရောကယောက်ျားလားမိန်းမလားလို့မေးလာပါတယ်ဒိဗေကတော့ဘုရားသခင်ကယောက်ျားလားမိန်းမလားပေါ့ဒါလည်းမေးစရာဖြစ်ပါတယ်ပေါ့ယောဟန်ခန်းလေးစာပိုက်24မှာ ဘုရားသခင်သည်နံဝိညာဉ်ဖြစ်တော်မူ၏ဘုရားခင်ကိုးကွယ်တော်သူတို့သည်နံဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုးကွယ်ရမယ်ပြောတာတွေ့ရတယ်နံပါတ်1သိဖို့ကနော်ကျွန်တော်ကိုးကွယ်တဲ့သာရဘုရားဟာနံဝိညာဉ်ဖြစ်တယ်နော်အဲ့ဒါကိုသိဖို့ဖြစ်ပါတယ်နံဝိညာဉ်ဖြစ်တော်ကြောင့်ဒီနေ့သူကလက်ရှိမယ်ခြေထောက်ရှိမယ်ဟာလားကျွန်တော်ကတော့ကိုခန္ဓာ ရှိတော်လဲရှိတော်လဲမမြင်ရဘူးသူဖော်ပြမှဖော်ပြသလိုမြင်ရတာမျိုးဖြစ်ပါတယ်ဒါကြောင့်နံပါတ်1သိဖို့ကဘုရားသခင်သည်နာဝိညာဉ်ဖြစ်တယ်အဲ့တော့ရုပ်ဝတ္ထုကျွန်တော်ခန္ဓာကိုယ်လို့မဟုတ်ဘူးကျွန်တော်ခန္ဓာကိုယ်လို့သာဘုရားဖြစ်မယ်ဆိုတော့သူကန့်တတ်ချက်ရှိမှာပေါ့ဒီနေ့ကျွန်တော်ကိုယ်ကိုယ်ရဘုရားသခင်က နေရာခတ်သိမ်းမှာတစ်ချိန်တည်း တပြိုင်တည်းရှိတော်မူသောဖျားဖြစ်ပါတယ်ဒီလိုကျွန်တော်ရဲ့ကိုယ်ခန္ဓာနဲ့သာဆိုရင်တော့ဒီမှာရှိရင်ဟောမှာမရှိဘူးဟောမှာမရှိဒီမှာမရှိဘူးဆိုတော့ဘုရားသခင်ကိုတန်းရှိထောင်သောလူတို့ကအလှည့်ကြတာကိုယ်ကိုရမယ်ဆိုရင်တော့ဘယ်လိုလုပ်အတိတ်ပဲရှိပါလဲဒါကြောင့်သိထားပါဘုရားသခင်ဒီနာဝိညာဉ်ဖြစ်ပါတယ်မာသခန်22စာပိုက်29နဲ့မှ31မှာယေရှုကလည်းသင်တို့ဒီစံစာကိုနားမလဲ ဘုရားသခင်တကိုးတော်ကိုမတိသောကြောင့်မှားသောအယူကိုယူကြ၏။ထမ်းမြောက်ရကာလ၌စုံဖက်ခြင်းကိုမပြုထိမ်းမြားပေးစမ်းခြင်းကိုမပြုကောင်းကင်သားဘုရားသခင်တမန်တော်ကဲ့သို့ဖြစ်ကြ၏။ဒါကတော့တော့လူတွေကမေးတဲ့မေးခွန်းပေါ့ကျွန်တော်တို့နောင်ဘွားမှာဟိုနောင်ဘွားရောက်သွားရင်ဘသူကကျွန်တော်ရဲ့မိမဖြစ်မလဲ။ဘသူကယောက်ျားဖြစ်မလဲ။ လင်မယားတွေကဘလို့ဖြစ်မလဲပေါ့ဒီပုံစံပေါ့အတူောက်ပြောမှရှင်နော်မင်းကယရှုကမဟုတ်ဘူးတဲ့ထမြောက်ရကာလဆိုတော့နော်အဲ့တော့နောင်ဘွားမှာဖျားသခင်ဖျားသခင်စီသူကယုံကြည်သူတွေရရောက်มาဖြစ်တယ်အဲ့တော့ဖျားသခင်ရဲ့တားလို့ကျမ်းစာကပြောထားတယ်ဒရိုင်းမဲမင်းတို့ဟိုထမြောက်ရကာလမှာဖျားသခင်နဲ့တွေ့တဲ့ခါမှာမင်းတို့ဟာတဲ့ 那文件呢？文件那过，撇到嘛？批了，拍下子看，盖子拿文件批到没？批了干嘛？真的，拿文件说那个，贴面送批，吃的么？细布，标签那个破嘛？应该么？细布了标签呐？哎喽，破嘛应该么？细布，讲啥嘞嘛？大家，啊，拍下子看够拥挤，到处啊弄个标签看啊，大路好了，批巴了，啊，大撇的拽。 ယောက်ျားလိုလည်းမဟုတ်ဘူးမိန်းမလိုလည်းမဟုတ်ပါဘူးအတိတ်ဘယ်ကတော့နော်အတိတ်ဘယ်ကပါလဲလင်အင်ကမရှိဘူးပေါ့လင်မရှိဘူးကြားမှလင်ခွဲခြားမှမရှိဘူးလို့ပြောချင်တာဖြစ်ပါတယ်ဘုရားသခင်ကဒါကြောင့်ဘုရားသခင်ကယောက်ျားလားမိန်းမလားလို့မေးရင်တော့ယောက်ျားလည်းမဟုတ်ပါဘူးမိန်းမလည်းမဟုတ်ပါဘူးဘုရားသခင်ကနော်သူ့မှာလင်မရှိပါဘူးသူတို့ဘုရားမှာဖြစ်ပါတယ်နော်အဲ့တော့ဘလို့ဖြစ်လို့များအဲ့ဒါဆိုရင်တားတော်ဘုရားဆိုတာရှိလာတာလေ ဲ့ဒီမိခွန်းကောင်းကင်ဘုံမှာနော်သူကတယောက်ခန်းကစာပိုက်ခွန်မှာဘာပြောလဲဆိုတော့တုတ်ပြုတ်လင်ကောင်းကင်ဘုံ၌ခမဲတော်တပါနှုတ်ကပတ်တော်တပါတန်ရှင်တော်ဝိညာဉ်တော်တပါတသက်ခံသုံးပါးရှိ၍ထိုသုံးပါးတို့သည်တလုံးတဝတီဖြစ်ကြ၏ကောင်းကင်ဘုံမှာတကယ်တမ်းကျတော့သူကဟိုခမဲတော်တပါနာဝိညာဉ်ပဲ ူကထာဝရဘုရားဖြစ်တယ်။နှုတ်ကပတ်တော်တပါးသူကနာဝိညာဉ်ပဲဖြစ်တယ်။ထာဝရဘုရားပဲ။တန်ရှင်တော်ဝိညာဉ်တော်တပါးသူကလည်းဟာလာထာဝရဘုရားဖြစ်တယ်။အဲ့တော့နာဝိညာဉ်ဘုရား၃ပါးရှိတယ်။၃ပါးထဲမှာမှသူကပရမပုဂ္ဂိုလ်ပေါ့။သူ့ကိုခမဲတော်လို့ခေါ်တာဖြစ်တယ်။နာဝိညာဉ်ထာဝရဘုရားပဲ။ဒုတိယပုဂ္ဂိုလ်ကိုတော့နှုတ်ကပတ်တော်လို့ခေါ်တယ် တတိယပုဂ္ဂိုလ်ကိုတော့တန်ရှင်သောဝိညာဉ်တော်လို့ခေါ်တယ်။အဲ့ဒီဒုတိယပုဂ္ဂိုလ်ကနော်လူသားတွေကိုဟာလာကဲတင်ဖို့အတွက်လူဇာတိခံယူလာတဲ့ခါမှာသူ့ကိုသူကဒီဒါလေးကျွန်တော်ဖတ်ချင်တယ်လူဇာတိခံယူတဲ့ခါမှာယောဟန်ခန်တစ္ဆာပစလီမနှုတ်ကပတော်ဒီလေကဲနော်ထာဝရဘုရားနဝိညာဉ်ဘုရားတပါဖြစ်တဲ့ကောင်းကင်ပေါ်မှာရှိတဲ့နှုတ်ကပတော်ကနှုတ်ကပတော်ဒီလေ လူဇာတိအဖြစ်ကိုယူ၍ခံယူ၍ခြေတော်နဲ့၎င်းတစ္ဆာတော်နဲ့၎င်းပြည်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ခမဲတော်၌တပါးတီတော်သားတို့ဘုံကဲ့သို့သူဘုံတော်ကိုငါတို့သည်မြင်ရကြပြီပြောရတွေ့ရတယ်ဆရောသားတော်ဖျားဘလို့ဖြစ်လာလဲဆိုရင်တော့နှုတ်ကပတ်တော်ကလူဇာတိလူသားအဖြစ်ကိုလာယူတာဖြစ်တယ် နော်ပြောချင်တာကနော်ဒီအပျိုကညာမာရိအမတမဘုရားသခင်ချစ်တဲ့ဘုရားသခင်ကျွန်းမိမတကာတို့ထက်မြတ်တယ်မြတ်စွာသောမင်္ဂလာရှိတယ်လို့အချင်းမွန်ခံရတဲ့မင်္ဂလိတယောက်ရှိတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကဂျူးမျိုးသမီးဖြစ်တယ်နော်သူကသူ့နာမည်ကမာရိလို့ခေါ်တယ်အဲ့တော့ဘုရားသခင်ကနှုတ်ကပတ်တော်ကလူဇာတိလာခိုင်းပြီးတော့မှဒီနေ့ လူသားတွေကိုလာကဲတင်တဲ့ခါမှာလူဖြစ်ဒီလိုသွေးသားဖြစ်လာယူတယ်ပေါ့လာယူတဲ့ခါမှာအဲ့ဒီဂျူးလူမျိုးဖြစ်တဲ့အပြူကညာမာရိမြတ်စွာသောမင်္ဂလာရှိတဲ့မာရိရဲ့ဝင်းထဲမှာလာပြီးတော့မှသူကပြောမယ်ဆိုတော့လူဝင်စားတာဖြစ်ပါတယ်။ဒါကြောင့်ယေရှုမှာနော်အမေမရှိပါဘူး။လောကမှာအငှားအမေတော့ရှိတယ်။သူကတော့ မေရောမာရီဖြစ်ပါတယ်အဲ့တော့ခမဲတော်လက်ရှိတယ်တားတော်လက်ရှိတယ်ဆိုတော့မေရောကဘာတူလဲပြောချင်တာကဖယားသခင်မှာဖယားသခင်ရဲ့ယောက်ျားလေးပေါ့မေရောကမိန်းကလေးပေါ့နော်အဲ့တော့ယောက်ျားလေးဖယားနဲ့မိန်းမဖယားနဲ့အတူအိပ်ပြီးမှတားတော်မွေးတယ်အဲ့လိုထင်တာမဟုတ်ဘူးပြောချင်တာကလူသားတဘာဝတိုင်းယောက်ျားမိန်းမ ကိလေသာတဏ္ဍစိတ်နဲ့အတူအိပ်ပြီးမှဗိုက်ကြီးလာပြီးတော့လူဖြစ်ပြီးမှတရားကျင့်ပြီးမှတကိုးတွေဇာနေရပြီးမှဖရားလို့နော်ညံနေပွင့်ပြီးမှဖရားလို့ခေါ်တဲ့ဖရားမဟုတ်ဘူးတတော်ဖရားကအစကတည်းကနှုတ်ကပတ်တော်ဖြစ်တယ်ကောင်းကင်ဘုံမှာရှိတယ်သူဟာထာဝရဖရားတပါးဖြစ်တယ်အဲ့ဒီဖရားကလူဇာတိလာခံယူတာဖြစ်တယ် လူကဖျားဖြစ်လာတာမဟုတ်ပဲနဲ့ဖျားကလူလာယူတာအဲ့ဒါကြောင့်သူကတရားကျင့်စရာလည်းမလိုဘူးနော်အဲကိလေသာတဏှာစိတ်လည်းမရှိဘူးပြောချင်တာကတော့ဖျားသခင်ကကြားမှမရှိဘူးဒါလို့နားလည်ဖို့ဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့ခုနပြောတဲ့နှုတ်ကပတော်လူဇာတိလာခံယူတာဘာကြောင့်လဲယောဟန်ခန်းတစ္ဆာပတ်၁၂မှာထိုသူကိုလက်ခံသမျှသောသူတိဟုတော်ကိုရောကိုယုံကြည်သောသူတို့အား ဘုရားသခင်တာဖြတ်တော်အခွင့်ကိုပေးတော်မူ၏အဲ့တော့ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်လူတွေကယ်တင်ခြင်းရပြီးအပင်ငရဲကလွတ်မြောက်လို့ကောင်းကင်ပေါ်မှာထာဝရဒုက္ခချမ်းသာပေါ်မှာဘုရားသခင်နဲ့တူဆန်စားခွင့်ရဖို့အတွက်မြင့်မြင်မရတဲ့ဘုရားနှုတ်ကပတ်တော်ဟာမြင့်မြင်ရတဲ့လူသားဖြစ်ကိုလာယူတဲ့အခါမှာသူ့နာမည်ကိုယေရှုခရစ်လို့ခေါ်ပါတယ် အပြစ်သားများကိုအပြစ်ငရဲကကယ်တင်တဲ့ဖို့အတွက်ဗိတ်သိက်ခြင်းခံရတဲ့လူအဖြစ်ကိုဗိတ်သိက်ခြင်းခံရတဲ့ဖခင်ဖြစ်ပါတယ်ယေရှုခရစ်ဆိုတာဒါကြောင့်မိခွန်းကိုပြန်ချုပ်မယ်ဆိုရင်တော့ဖခင်ကကြားမမရှိပါဘူးလင်ကာမရှိပါဘူးနော်အဲ့တော့ဖခင်ကိုယုံကြည်တော်သူဒီဟလာသာဝရတက်ကိုရဖို့အတွက် မမြင်ရတဲ့ဖရာမြင်ရတဲ့မြင်ရတဲ့ကိုခန္ဓာလာယူတဲ့ခါမှာတားတော်လို့ခေါ်ပါတယ်နော်အဲ့ဒါကြောင့်ဘုရားသခင်သည်နာဝိညာဉ်ဖြစ်ပြီးတော့မှခမဲတော်တားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးတလုံးတဝတီဖြစ်ပါတယ်တလုံးတဝတီဆိုတာကနော်နံပါတ်ပရမပုဂ္ဂိုလ်ခမဲတော်ရဲ့အလိုတော်ကိုတားတော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ကဆောင်လက်ရှိတယ် အဲ့တော့အခုချိန်ကတန်ရှင်သောဝိညာဉ်တော်ကာလဖြစ်တဲ့တန်ရှင်သောဝိညာဉ်တော်ကခမဲတော်နဲ့နော်တားတော်ရဲ့အလူကိုဆောင်လက်ရှိတယ်ဘယ်လိုသွားပါလဲအဲ့တော့အလုတ်တစ်ခုလို့ရင် တွေးတိုင်းတွေးတိုင်းမှလည်းတညတညွတ်တည်းရှိကြတယ်နော်တပားနဲ့တပားဆန့်ကျင်ခြင်းမရှိဘူးအဲ့ဒါကို တလုံးတဝတီသုံးပါးတစုလို့ခေါ်တာဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ထာဝရဘုရားဟာတိပါအတိထဘုကတော့လင်းအင်္ကာမရှိပါဘူးကြားမှမရှိဘူး ဖယားဟာဖယားနံဝိညာဉ်ဖယားဖြစ်တယ်သူ့ကိုဘယ်လိုကူးကွယ်ရမလဲဆိုတော့ယေရှုကမိမိကယ်တင်ရှင်ဖြစ်ယုံကြည်ထို့သူဟာကျေးဇူးတော်တတ်တဲ့ကြောင့်ဖယားသားဖြစ်ပြီးတော့မှတည်သွားတဲ့အခါမှာလဲသူ့မဟုတ်ဒီကွာကုံတဲ့အခါမှာလဲသူဟာဖယားသားအဖြစ်နဲ့ကောင်းကင်ပေါ်မှာထာဝရဆန်စားရမယ်ဒါကြောင့်အဲ့ဒီယေရှုဖယားကိုမိမိရဲ့ကယ်တင်ရှင်ဖြစ်တယ်လို့ ယုံကြည်ကြပါဒါဆိုရင်ဖះသားဖြစ်ခွင့်နဲ့တူထာဝရအသက်ကိုရရှိလိမ့်မယ်လို့ပြောကြရင်လည်းနေကုန်ချုပ်ပါတယ်သိချင်တာရှင်မိခွန်လေးတွေမင်းနိုင်ကြောင်းဟာတရင်ကောင်းပါပါတယ်သင်တို့အားလုံးကိုဖះခင်ကောင်းချီးပေးပါစေတော့အာမင်